<noise> 私は学生です。私は学生です。あの人は先生です。あの人は先生です,はです。これは犬です。これは犬です。あれは車です。あれは車です。ここは学校です。ここは学校です。これは私の本です。 これは私の本です。彼は日本人です。彼は日本人です。今日は月曜日です。今日は月曜日です。私の母は医者です。私の母は医者です。これは新しいカバンです。これは新しいカバンです。です、でした。ではありません。ではありませんでした。です、でした。 ではありません。ではありませんでした。はい、と、たしたべ、なりね、えり、さかろん、4ခုねとわびろパウナぽの、パターン4မျိုးねとわパウナぽの。ပထမတစ်ခုက death ဆိုတာကြတော့ဒီပြစ်ဆုံးပံကာလယခုမျက်မှောက်ကာလဖြစ်ပါသည်ပေါ့เนาะ death တာကြတော့အတိတ်ကာလကိုဖြစ်ခဲ့တယ်ဆိုတော့ဖြစ်ခဲ့ပြီးတော့ကာလကိုပြောတာပေါ့เนาะ death ဝအရင်မဆင်းဆိုတာကြတော့မဟုတ် ဟူဒဲဝါအာဒီမဆန်ဆိုတာအငင်းပေါ့နော်မဟုတ်ပါလို့ပြောတာဒဲဝါအာဒီမဆန်ဒေစတာဆိုရင် မဟုတ်ခဲ့ပါဘူးပေါ့နော်အဲ့တော့ဥမာအဖြစ်ဒီစကလုံးလေးရဲ့အရှိမကခစေចောင်းသားပေါ့เนาะအဲ့တော့ចောင်းသားဖြစ်ပါသည်ဆိုရင်ကခစေဒက်စ်ចောင်းသားဖြစ်ပါသည်ចောင်းသားဖြစ်ခဲ့တယ်ဟိုအရင်တော့ចောင်းသားဖြစ်ခဲ့တယ်ဆိုရင်ကခစေဒက်စ်အဲ့တော့ចောင်းသားမဟုတ်ဘူး तू ကအခုလက်ရှိမှာចောင်းသားမဟုတ်ဘူးဆိုရင် သူကဒေဝါရီမဆန်နဲ့ပေါ့မယ်ကက်ဆေးဒေဝါရီမဆန်ចောင်းသားမဟုတ်ဘူးအဲ့တော့ဟိုးရင်တော့ចောင်းသားမဟုတ်ခဲ့ဘူးလို့ပြောချင်တယ်ဆိုလို့ရှိရင်တော့ကက်ဆေးဒေဝါရီမဆန်ဒေစတာဆိုပြီးတော့အဲ့လိုတုံးတဲ့ပတ်တန်ဖြစ်တယ်ပေါ့နော်အဲ့တော့နောင်နေတရှိတက်မဲ့နောင်နေရဲ့အနောင်မှာပဲ death ဆိုတဲ့စကားလုံးကလိုက်တယ်ဆိုတာကိုသိရမှာပေါ့နော်အဲ့တော့မကြလေနဲ့လေလာကြည့်ကြည့်ပါမယ်私は学生です。私は学生です。

ចောင်းသားဖြစ်ပါသလားចောင်းသားလားလို့နေတာပေါ့เนาะကက်ဆစ်ဒစ်တကចောင်းသားဖြစ်ခဲ့ပါသလားနေတာပေါ့เนาะကက်ဆစ်ဒေဝါဒီမဆင်ကဆိုလို့ရှိရင်ចောင်းသားမဟုတ်ဘူးလားလို့ပြောတာပေါ့เนาะကက်ဆစ်ဒေဝါဒီမဆင်ဒစ်တကចောင်းသားမဟုတ်ခဲ့ဘူးလားဆိုပြီးတော့မေးတဲ့ပုံစံပေါ့เนาะအဲ့အားចောင်းမို့လို့ဒက်ဆစ်နောက်မှာဆိုရင်ကာလေးထည့်တာနဲ့မေးခွန်းဖြစ်ပါတာပေါ့เนาะ နောက်တစ်ခုကဒီပတ္တလေးခုပေါ့နော်ဓာတ်စင်ဒေရှတာရေဒေဝအာဒီမဆင်ဒေဝအာဒီမဆင်ဒေရှတာရေဆိုပြီးတော့လေးခုပတ္တအောင်ရပါလိမ့်ဆိုရင်နောက်တစ်ခုကဒီတောနဲ့ဆောင်တဲ့စကလုံးလေးပေါ့နော်အဲ့တော့နာခေရောရှိနောက်ပြီးတော့ဣခေရောရှိဆိုတဲ့ဟာနှစ်ခုရှိရဲ့အဲ့ဒီနေရာမှာနာခေရောရှိဆိုတဲ့နာနဲ့ဆောင်တဲ့တောအဋ္ဌိပင်ရတဲ့အဲ့အကြီးကြီးလေးပေါ့နော်စကလုံးလေးနဲ့ပတ်သက်ပြီးတော့ဒီပတ္တလေးခုနဲ့ပေါင်းဆက်လို့ရရပေါ့နော် အဲ့တော့နားနဲ့ဆုံးတဲ့စကားလုံးမှာဥပမာခိရင်နာဆိုရင်လှပတော့ပေါ့နော်တော့နဲ့ဆုံးတဲ့စကားလုံးပေါ့အဲ့မှာနားကိုဖြုတ်ပြီးရော dash dash တာ देवा အလီမဆဲ देवा အလီမဆဲ dash တာနဲ့ပွားပြီးတော့ပေါင်းလိုက်မယ်ဆိုလို့ရှိရင်ဥပမာခိရင်နာဆိုတာလှပတော့အဲ့တော့ dash နဲ့ပေါင်းလိုက်တဲ့အတွက်ကြောင့်မလို့ခိရင် e dash လှပ d ဖြစ်သွားတာပေါ့နော်အဲ့တော့ dash တာနဲ့ပေါင်းမယ်ဆိုရင်ခိရင် e dash တာလှခဲ့ပါပြီပေါ့နော်အရင်ကလှပခဲ့ပါပြီပေါ့ ခင်ရဲ့ဤဒေဝအာရီမဆင်းဆိုလို့ရှိရင်မလှဘူးဆိုတဲ့အတိတ်ပဲဖြစ်သွားတာပေါ့နော်။တော့ရနေပြီးတော့တီပြောင်းရှင်းတာပေါ့နော်။နော်မလှဘူးဆိုတဲ့အတိတ်ပဲဖြစ်သွားတယ်။အဲ့တော့ခီရေဤဒဲဝါအာဒီမဆန်ဒေရှာဆိုရင်မလှခဲ့ပါဘူးပေါ့နော်။အဲ့တော့ကိုသုံးချင်တဲ့ပတ္တန်ကဒီပစ္စုပန်ကာလမှာသုံးပါလား။ဒါဆိုရင် death တို့ဒဲဝါအာဒီမဆန်တို့သုံးရမယ်ပေါ့နော်။တကယ်လို့ကိုကအတိတ်ပါအတိတ်ပုံစံနဲ့ အရင်ကဖြစ်ဖြစ်ဖြစ်တဲ့ဟာတို့ပြန်ပြောချင်တာဆိုရင် dash တာဒါမှမဟုတ်အငင်းပေါင်လေးတုံးချင်တယ်ဆိုရင် dash ဟာအဒီမဆင် dash တာဆိုပြီးတော့တုံးရမယ်ပေါ့နော်အဲ့တော့တကယ်လို့အဲ့ဒီစကလုံးပတ်ပတ်တန်နေအနောက်မှာဒီကလေးကိုထည့်လိုက်လို့ရှိရင်မေးခွန်းဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒီဘက်အောက်ဆုံးမှာပေးထားတဲ့ခီတဲ့နမှာနကိုဖြုတ်ပြီးတော့ desk ကဆိုလို့ရှိရင်ခီတဲ့ desk ကဆိုရင်လှလားလို့မေးတာပေါ့နော်အဲ့တော့နောက်တစ်ခုမှာခီတဲ့နမှာနကိုဖြုတ်ပြီး dash ကနေပေါင်းလိုက်လို့ရှိရင်ခီတဲ့ dash က အရင်ကိုလှခဲ့လားတော့မဟုတ်တန့်ရှင်းခဲ့လားသူကခင်ရင်းတလားတန့်ရှင်းတာလို့လည်းဒီပေးရတယ်နောက်ကအလှပကျော်ရှင်တာဆိုပြီးတော့လည်းဒီပေးရတယ်ပေါ့နော်အဲ့တော့နောက်ကခင်ရင်းနမှာနောက်ပြီးဒီတော့အဒီမဆင်ကားဆိုလို့ရှိရင်ခင်ရင်းဒီမှာဒီမဆန်ကားဆိုရင်မလှဘူးလားလို့နေတာပေါ့နော်လှတယ်မဟုတ်ဘူးလားလို့နေတာပေါ့နော်အဲ့တော့ခီတဲ့ဒီမှာဒီမဆန်လေးရှိတာကမလှခင်ဘူးလားဆိုပြီးတော့မတန်ရှင်းခဲ့ဘူးလားအဲ့ဒီကိုတွားခဲ့တာမတန်ရှင်းခဲ့ဘူးလားဒီလိုပုံစံမျိုးနဲ့နေရပြီဆိုရင်လည်းအဲ့လိုတော့တာပေါ့နော် ဲ့တော့ဒါကဘာကိုပြောပြရလဲဆိုတော့နခေယောရှိဆိုတဲ့တောနဲ့ဆုံးတဲ့နအခြေတည်တည်ပေါ့နော်အဲ့တော့နောက်ထပ်တစ်ခုကကြတော့တောနဲ့ဆုံးတဲ့အိနဲ့ဆုံးတဲ့တောနဲ့ဆုံးတဲ့စကားလုံးလေးတွေကဘလို့ပတံပြောင်းသွားလဲဆိုတာကိုအိနာကြည့်နေပေါ့နော်အဲ့တော့ဒီအိနဲ့ဆုံးတဲ့တောနဲ့ဆုံးတဲ့စကားလုံးလေးတွေကိုမပြောခင်မှာဒီပတ္တန်လေးခုထဲမှာ အောက်ကပတ္တန်နှစ်ခုဖြစ်တဲ့ဒေဝအာရိမဆင်ဒေဝအာရိမဆင်ဒေရှိတာမှာဒေဝကဘသူနဲ့သွားပြီးတော့တူနေလဲဆိုတော့ဂျဆိုတဲ့စကလုံးလေးနဲ့သွားတူရဲပေါ့နော်အဲ့တော့ဒေဝအာရိမဆင်ဆိုတာရင်ရင်ကြီးကြီးပြောတာအဲ့ဒါကိုအဲဒီတာမန်ပဲပြောချင်တယ်ဆိုရင်ဂျအာရိမဆင်ဆိုပြီးတော့သုံးတာပေါ့နော်နောက်တစ်ခုကကြတော့ဒေဝအာရိမဆင်ဒေရှိတာကို တာမန်ပြောခြင်းလဲဆိုရင်ဒေဝနေရာမှာဂျအာဒီမာဆန်ဒေးစတာဆိုပြီးတော့လဲအသုံးပြုရပေါ့နော်အခုကကြတော့တောနဲ့ဆုံးတဲ့စကလုံးဤနဲ့ဆုံးတဲ့စကလုံးတွေပေါ့နော်ဤအဂျီတီတီပေါ့အဲ့တော့ဤနဲ့ဆုံးပြီးတော့တောနဲ့ဆုံးတဲ့စကလုံးဥမာစာမှုဤစာမှုဤဆိုလို့ရှိရင်အေတော့အဲ့ဒီဤနဲ့ဆုံးတဲ့စကလုံးတွေကိုပတ်တန်ပြောင်းတဲ့အချိန်မှာ၄မျိုးချက်ထားမယ်ပေါ့နော် တော့စာမှုရေးတယ်ပေါ့နော်အဲ့ဒါကိုရိုးရိုးတန်းတန်း desk နဲ့ပေါင်းမယ်ဆိုရင်စာမှု e desk ed အဲ့တော့စာမှု e desk a ခဲ့ပါသည်မနေ့က a ခဲ့တယ်မလားအရင် a ခဲ့တယ်မလားဟုတ်ကဲ့ a ခဲ့ပါသည်ဆိုရင်စာမှု e desk လို့မဖြစ်ရဘူးစာမှု e desk a အေးခဲ့ပါလေလို့ဖြေရမှာပေါ့နော်အဲ့တော့ e ကိုမဖြုတ်ဘဲနဲ့ dash နဲ့ dash မှာတန်းကပ်ပြီးတော့ဖြေတာမျိုးပေါ့နော် အဲ့တော့ကိုကအငြင်းပုံစံနဲ့ပြောချင်တယ်မအေးခဲ့ဘူးလို့မအေးဘူးလို့ပြောချင်တာပေါ့နော်အဲ့လိုမျိုးဆိုရင်ဣကိုဖြုတ်ကြမယ်အဲ့တော့စာမှုဣမှာဣကိုဖြုတ်ပြီးတော့စာမှုခုအာဒီမဆင်ဆိုရင်မအေးဘူးပေါ့နော်အဲ့တော့စာမှုခုအာဒီမဆင်ဒီစတာဆိုရင်မအေးခဲ့ဘူးအဲ့တော့ဣကိုဖြုတ်ပြီးခုကိုထည့်ပြီးတော့အာဒီမဆင်နဲ့တွဲမယ်ဣကိုဖြုတ်ပြီးခုကိုထည့်ပြီးတော့အာဒီမဆင်ဒီစတာနဲ့တွဲမယ်ပေါ့နော်အဲ့လိုမျိုးပတ်တန်က ဘာပတ်တန်လဲဆိုတော့ EAGT ကိုပြောင်းတဲ့ပတ်တန်ဖြစ်ပါတယ်တော့ဒီအရှိတ်ဘက်မှာဆိုလို့ရှိရင် desk နဲ့ပတ်သက်တဲ့ဟာလေးတွေကိုပြောပြီးပါ යි ပေါ့နော် desk နဲ့ပတ်သက်တဲ့ဟာလေးတွေရဲ့ပတ်တန်လေးမျိုးရဲ့ပြီးတော့နနဲ့ဆုံးတဲ့စကားလုံး i နဲ့ဆုံးတဲ့စကားလုံးပေါ့နော်တောနဲ့ဆုံးတဲ့စကားလုံးလေးတွေကိုပါပြောင်းတဲ့ပတ်တန်ပုံစံလေးကိုပါ ထည့်ထားတာပေါ့နော်ထည့်ထားပြီးတဲ့အတွက်ကြောင့်မလို့အခုကကြတော့ mass နဲ့ပတ်သက်တဲ့ pattern အဲဒီပဲပြောမယ်ပေါ့နော်အဲ့ဒါက plain form ဆိုတဲ့အရာတွေကိုထပ်ပြီးတော့မထည့်ထားဘူးပေါ့နော်နောက်ထပ်သင်ခန်းစာတစ်ခုမှာ ပါပါနေမယ်အခုကတော့ဒီတိုင်းရိုးရိုးပတ်တန်မျိုးပဲပြောပါမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဥပမာကရိယာတွေပေါ့နော်အခုပြောမယ်ဟာက mass mass ဆိုတာကရိယာဥပမာဆိုရင် ပြူတီသွားသည်လာသည်ထိုင်သည်စားသည်အဲ့တော့ရှိသည်တည်ရှိသည်အဲ့လိုမျိုးကိုယ်ရည်ရင်တော့ငငယ်ရချက်ခဲ့တဲ့ပုံစံအတိုင်းကရိယာဆိုဒီမှာပြုခြင်းဖြစ်ခြင်းတရှိခြင်းပါညာပေါ့အဲ့တော့တီးနေဆုံးဆိုကလုံးလေးပေါ့နော်အဲ့တော့ mass master မာစင်ပါစင်တေ့ချ်တာဆိုပြီးတော့ပတ်တန်လေးမျိုးမှတ်ထားမှာဖြစ်ပါတယ်အဲ့တော့စကလုံးတစ်လုံးကိုအဲ့ဒီပတ်တန်လေးမျိုး ਨੇ ပြောင်းသွားပါတော့ဥမာဆိုလို့ရှိရင်အဲအခီမတ်စ်ဆိုရင်တွားဒီပေါ့နော်အဲ့တော့မတ်ဆိုရင်ဥမာတီမတ်စတာဆိုရင်ခဲ့တီအတိတ်ဖောင်ပေါ့နော်တကယ်လို့အငြင်းပုံစံနဲ့ပြောချင်တယ်မတွားဘူးလို့မလာဘူးလို့မစားဘူးလို့ပြောချင်တယ်ဆိုရင် မဆင်းနဲ့တုံးမယ်ပေါ့နော်အဲ့တော့အဲ့ဒါအောင်မမအငင်းဖောက်အောင်မမအတိတ်အငင်းဖောက်ပြောခြင်းနဲ့ဆိုရင် percentage star ဆိုပြီးတော့ပြောပါတယ်အဲ့တော့ mass form လေးမျိုးကိုချက်ထားမှာဖြစ်ပါတယ်အမ်ဖိုင်လေးကမှာပေါ့နော် mass mass star mass percentage star ဆိုပြီးတော့ချက်ထားမှာဖြစ်ပါတယ်အဲ့ဒီစကလုံးလေးတွေနဲ့တွားပြီးတော့ဒီအရှိယပတ်တန်လေးတွေအတွားပြီးတော့ chain ပြီးတော့ပေါ်တာပေါ့နော် ーーーーね、行きます、行きました、行きません。行きませんでした。行きます、行きました、行きません。行きませんでした。食べます、食べました、食べません。食べませんでした。食べます、食べました、食べません。食べませんでした。飲みます、飲みました、飲みません。 飲みませんでした。飲みます、飲みました、飲みません、飲みませんでした。書きます、書きました、書きません、書きませんでした。読みます、読みました、読みません、読みませんでした。買います、買いました、買いません、買いませんでした。会います、会いました、会いません、会いませんでした。使います。 使いました、使いません、使いませんでした、帰ります、帰りました、帰りません、帰りませんでした、寝ます、寝ました、寝ません、寝ませんでした、起きます、起,起きました、起きません、起きませんでした、勉強します、勉強しました、勉,勉強しません、勉強しませんでした、掃除します、掃除しました、掃除しません。

とても優しい人です。毎朝、早く起きて、朝ごはんを作ってくれます。母は料理が上手で、私の好きなカレーやスープをよく作ってくれます。週末には母と一緒に買い物に行ったり、公園で散歩したりします。母の隣にいますといつも楽しいです。母が大好きです。母はどんな人ですか 母は何を作ってくれますか週末に母とどこに行きますか私の母、ナエミ。私の母は、チノエミがとても優しい人です。アア毎朝、マナタン、早く起きて、そそ旅を、朝ごはんを作ってくれます。マナサをピロピバ 母は料理が上手で、目がキッだが、エジェントビード。私の好きなカレーやスープをよく作ってくれます。チャノのエ、ジャニエタとカレーね、スープ、スープをよく作ってくれます。トドリをピュロピバエ。週末には、スレッドニングのジャダルバソンバマスルシーの母と一緒に、 အမေနဲ့အတူတူခိုင်းမွန်လို့ဒီအစ်ဒါဒီဈေးဝယ်ထွက်တာတွေကိုသွားလိုက်ခိုးဝမ်းတဲ့အဆန်ပေါ်ရှိတာတွေရှိမှစပန်းချံမှာအပန်းဖြေလမ်းလျှောက်ထွက်တာတွေလှုပ်လိုက်နဲ့ပြုလုပ်ပါတယ်ဟာဟာတော့ထုံးလာလိမ့်ဒီအမစတအမေရဲ့ဘေးနားမှာရှိတယ်ဆိုလို့ရှိရင်いつもたのしいですမြေတန်းပြောရွှေပါတယ်ဟာဟာက大好きですမိကိုအမေကအရန်ကိုမြတ်တက်ပါတယ်မိကိုအရန်မြတ်တက်တယ်ပေါ့နော်စုမော မေကွန်အစ်ချိပါဟာဟာဝဒေါနာရှိတိုဒစ်ကာအမေကဘလူးလူဖြစ်ပါတယ်နိပါနံပါတ်2ဟာဟာဝနန်နီယိုစကတေကူရီမတ်စကာမေကပါရာကိုပြုလုပ်ပေးပါတယ်စံပါရှူမတ်စုနိဟာဟာတိုဒိုကိုနီအီကီမတ်စကာစန်တတဘအဆုံးသတ်နေပါဆိုလို့ရှိရင်အမေနဲ့တူပေဖို့တော့ပါတယ်